အာနာသိစေအုပ်စုပျော်ရွှင်စွာတကြံပွဲကျင်းပသည့်နေပြည်တော်မှာအင်အားရစ်တာစကေးငါအဆင့်ရှိငလင်လုခတ်တကြံပွဲပျော်ရွှင်စွာကျင်းပကြတဲ့မင်းအောင်လိုင်းနဲ့အစိုးရဝန်ထမ်းတွေတရှိရာနေပြည်တော်ကိုဗဟိုပြုပြီးတကြံအကြနေ့မနက်အစောပိုင်းမှာအင်အားရစ်တာစကေးငါအဆင့်ရှိငလင်လုခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနှင့် BNI ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဒီနေ့တကြံအကြာနေ့ဧပြီလ14ရက်မနက်အစောပိုင်း2နာရီဝန်းကျင်လောက်မှာလှုပ်ခတ်ခဲ့တဲ့နလင်ကြောင့်နေပြည်တော်ကဝန်ထမ်းအင်အားအများစုမှာနလင်တံကိုတိတာခန်းစားခဲ့ရပြီးအထက်မြင့်အဆောက်အဦတွေပေါ်ကနေအချိန်မီပြေးဆင်းခဲ့ရတယ်လို့သိရပါတယ်။ နေပြည်တော်ကောင်စီတခိနသီရီမြို့နယ်အနီးမြေအောက်အနက်9.6ကီလိုမီတာကိုဗဟိုပြု၍ရစ်ချက်တာစကေး9အဆင့်အင်အားအသင့်အတင်းရှိတဲ့မြင်းငလင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ်စကိုင်းငလင်ကြီးကြောင့်ပြည်သူထောင်ထဲချီတည်ဆုံးခဲ့ပြီးအပြက်စီးကြီးမားခဲ့ပေမယ့်နေပြည်တော်မှာစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့အာနာသိန်းစစ်အုပ်စုဟာမနေ့ကဧပြီလ13ရက်တကြံဂျူနေ့မှာတကြံပွဲတော်ကိုပျော်ရွှင်စွာကျင်းပခဲ့ကြပါတယ်။